လော့စ်အန်ဂျလိစ်ကဒီအစားစာဖြန့်ဝေရေးဌာန Food Bank မှာတော့မိသားစုတွေဟာသူတို့မှာကြမ်းရှိနေသေးတဲ့ဒေါ်လာတိုင်းကိုချွေတာသုံးဆွဲဖို့ကြိုးစားနေကြရပါတယ်။ပထမဆုံးအနေနဲ့စိတ်ပူပန်ရပါတယ်။ဘာလို့လဲဆိုတော့ဘယ်လိုဖြစ်လာမယ်ဆိုတာမသိတော့ကိုယ့်ရဲ့ရှိပေးသားဝင်ငွေအသင့်အတင့်လေးကိုနောက်တစ်ခါဘတ်ဂျက်ထက်လျှော့ဖို့ကြိုးစားရပါတယ်။လက်ရှိအမေရိကန်အစိုးရလုပ်ငန်းတွေရယ်ဆိုင်ထားတာကြောင့်အမေရိကန်နိုင်ငံသား52တန်းလောက်ဟာ သူတို့ရဲ့အရေးပါတဲ့လစဉ်ရိတ်ခါကူပွန် food stamp အကျိုးခံစား권တွေမရပဲဖြစ်နေပါဗျ။ဒီအစားအစာဖြန့်ဝေရေးဌာနကနေစားသုံးသူတွေကိုဒေါ်လာ90တင်းနဲ့စားစရာအပြည့်ပါတဲ့တွန်းလှဲတစည်းစာကိုပေးပါတယ်။ဒီနေ့အတွက်တော့အရန်ကိုအရေးကြီးပါတယ်။ဥပမာတယောက်ယောက်ကကျမကိုကုန်ချောင်းအတွက်ဒေါ်လာ90ပေးပြီးကူညီခဲ့ရင်တော့မှခုလက်ရှိကုန်စည်နှုန်းနဲ့ဆိုရင် အသားဒါမှမဟုတ်တခြားပစ္စည်းတွေကိုဒီလောက်အများကြီးရနိုင်မှာမဟုတ်ပါဘူးခုဆိုရင်ကျမတို့မှာခရမ်းသီးတွေဖယုံသီးအမျိုးမျိုးတွေခရမ်းချင်သီးတွေရှိပါတယ်မာရီယာလိုစေတနာဝန်ထမ်းတွေဟာအလူပစ္စည်းတွေကိုစီစစ်ပြီးလေယာထွက်ကုန်တွေကိုဝေငှပေးနေပါတယ်သူဟာလေးနိုင်ကြလှုပ်လှုပ်ပေးတဲ့အတွက်ရိတ်ခါထောက်ပံ့မှုအကူအညီအချို့ကိုလည်းလက်ခံရရှိပါတယ်ဒီချိန်ကာလဟာတကယ်ကိုခက်ခဲနေပါတယ်။ဒါကြောင့်ကျမကလည်းကူညီခြင်းလို့လာပြီးလုပ်ပေးနေတာပါ။ဒါပြင်သူတို့ကကျမကိုစားစရာတွေပါတဲ့ချင်းနှောင်းကိုပေးပါတယ်။ ဒါကြောင့်ဒါဟာကျမအတွက်ရောကျမမိသားစုအတွက်ပါအများကြီးအကူအညီဖြစ်ပါတယ်လူမလာစပိုင်းမှာဧခကူပွန်ဝေပေးချင်မှုတွေရဆိုင်သွားပြီးနောက်ပိုင်းမှာအစားအစာလိုအပ်ချက်ဟာနှစ်ဆတိုးလာပါတယ်လို့စားစာဖြန့်ဝေဌာနကပြောပါရယ်မန်နေဂျာတက်တော့ဒီတာဝင်ဟာသူ့အတွက်တကူရေခံစားချက်ပါတဲ့တာဝင်တစ်ခုဖြစ်နေပါတယ်ဒီမိသားစုအတွက် စားစရာတွေရအောင်ပတ်မိုးပေးဖို့ပါပဲသူတို့ရဲ့အခြေအနေကိုလည်းကျွန်တော်ခံစားလို့ရပါတယ်ဘာလို့လဲဆိုတော့ဒီလိုအခြေအနေမျိုးကျွန်တော်လည်းကြုံခဲ့ပူပါတယ် ကျွန်တော်လည်းရဲခါကူပိုနဲ့တစ်နှစ်ခွဲနှစ်နှစ်လောက်ဒီထက်မကကြာကြာနေခဲ့ရဘူးပါတယ်။ဖရဲကြာသူကြီးတူရဲ့မိန်းချမမှုရာအခြေခံရဲခါအတွက်ငွေထောက်ပံ့မှုကိုတစ်စိတ်တစ်ပိုင်းပြန်လည်လှုံ့ဆော်ပေးမယ်လို့ထရမ့်အစိုးရကပြောပါတယ်။ဒါပေမဲ့မိသားစုအများစုဟာဒီငွေကိုမရခင်နောက်ထပ်နှစ်ပတ်အထိစောင့်ဆိုင်းရဖို့ရှိပါတယ်ရှင်။